အရက်၆ပေလေးလမရှိတဲ့နာဘီနဲ့ငါချီကပတ်လူပွဲထူးရရင်တော့ထူးမယ်ဆိုပြီးတော့မကြေဝဲထူးမယ်ဆိုပြီးတော့သမ်နီဆူလင်ကပြောခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုဖိုင်ဟာလေး Facebook တခွင်တက်တော့တခွင် YouTube တခွင်မှာပရိသတ်တွေတွေ့မြင်ပြီးသားဖြစ်မှာပါ။ထူးထူးခြားခြားပဲနာဘီကတော့ဆူလင်ဦးကိုပရိသတ်တွေချင်းမှမထားရရပြောသွားပါတယ်။နာဘီဟာ World Championship ကိုရောက်ရှိကြတဲ့ကသပွဲပဲရှုံးခဲ့တာဖြစ်တယ်။ Super Leslie မှာ World Championship ကိုရောက်ကလေးကတပွဲပဲရှုံးခဲ့ပြီးတောက်လျှောက်နိုင်ပွဲတွေပဲဆက်လာခဲ့တာဖြစ်တယ်။သူနောက်ဆုံးထိုးခဲ့တဲ့ Solin U Nico Super League အဆရှိတဲ့ fighter တွေကိုနာဘီကချွန်းချွတ်မရှိအောင်အနိုင်ယူပြသွားခဲ့တာပဲဖြစ်ပါတယ်။သူ့ကိုအနိုင်ယူခဲ့ဘူးတဲ့ Super League ကိုလည်းနာဘီကအနိုင်ယူပြသွားခဲ့တယ်။ဒါပေမဲ့ကံမကောင်းစွာပဲနာဗီကခပတ်မရခဲ့ဘူး။ဒါလေစူပါလေးရဲ့ဂျူတင်စီစဉ်မှုဆိုပြီးတော့ပြောဆိုနေကြပြီဖြစ်ပါတယ်။ ကျွန်တော်ပြောတာမဟုတ်ဘူး Time Media တချို့ကပေါ်ပြနေကြတာဖြစ်တယ်။ Super League ကဒီပွဲမှာသူရှုံးမင်မန်ဂျူတင်တီထားလို့ဝိကြော်အောင်လုပ်ပြီးတော့ဩဂရာကြီးချက်ထရီကိုဒီပွဲကိုကပတ်လူပွဲဖြစ်မလုပ်ပေးဖို့အတွက်သူကကြိုတင်ပြီးတော့တောင်းဆိုထားတာဖြစ်ကြောင်းအခုတချို့သောသတင်းဌာနတွေကပေါ်ပြနေကြတယ်။ဒါကြောင့်ပွဲပြီးတာနဲ့နာဗီကချက်ထရီကိုကပတ်သွားတောင်းနေဗီဒီယိုဖိုင်တွေပုံတွေက အာလုံးပြန်နှက်လာခဲ့တာပဲဖြစ်ပါတယ်။နော်။အမှန်မှဆိုရင်ဒီပွဲကကပတ်လူပွဲပြား ကပတ်ရုတ်သိမ်းခံခဲ့ရပါမယ်ဒီပွဲကနာဘီနိုင်လို့ရှိရင်နာဘီကကပတ်ရမှာဒါပေမဲ့ထူချားစွာပဲစီးမင်းတွေပြောင်းပြီးတော့နာဘီကိုကပတ်မပေးဘူးဒါအနေနဲ့ထူချားတယ်ပေါ့ဗျာဆိုတော့အခုတချို့သောသတင်းမီဒီယာတွေကအဲ့ဒီလိုမျိုးဖော်ပြလာကြတယ်ပေါ့ဗျာအခုနာဘီကတော့ထူချားစွာပဲဒါမီဆူလူနဲ့ပတ်သက်ပြီးပြောလာပါတယ်အဲ့ဒါကတော့သူ1ချန်ပီယံရှစ်မှာထိုးခဲ့သမျှဖိုက်တာတွေတဲမှာဒါမီဆူလူကအမှားဆုံးပါလို့သူကချီးကျူးသွားခဲ့တာဖြစ်တယ် ြည့်ဗျာချန်ပီယံနှစ်ယောက်ဖြစ်တဲ့เนาะဂျာပြက်ချန်ပီယံလူပွဲမှာဆိုရင်လေးပဲနာဘီကနီကိုကိုအမှောက်သိမ်းလိုက်တယ်အလေးထိုးနဲ့နိုင်ရတယ်အခုစူပါလက်ကိုလေနာဘီကအလေးထိုးနဲ့နိုင်ရဖို့စက္ကန့်ပိုင်းလေးပဲလိုတာဗျာအချိန်ကုန်တာမြန်သွားလို့မဟုတ်လို့ရှိရင်နာဘီကစူပါလက်ကိုအလေးထိုးနဲ့နိုင်ပါတယ်ပထမအချိန်မှာတဲ့အလေးထိုးနဲ့နိုင်ပါတယ်ဘုံချိန်တီးတီးနောက်တောင်းချအောင်လုံနိုင်တာ နာဘီတယောက်ပဲရှိပါတယ်တကယ့်ကိုမှမွေထိုင်းဘရင်လို့ပြောလို့ရတဲ့စူပါလက်ကိုဝမ်ချန်ပီယံရှစ်မှာနောက်တောင်းချအောင်လုံနိုင်တာ နာပြီးပဲရှိပါတယ်။ဒါပေမဲ့ဆိုလင်ဦးကြတော့နာပြီးကဒူးနဲ့ဘလောက်ပဲကန်ကန်ဘလောက်ပဲထွထိုးဘာမောက်ကိုဖြစ်မသွားတာပါဒါချောင်းမလို့လေ။နာပြီးကိုတိုင်ကဆိုလင်ဦးရဲ့မောက်ကိုချီချူသွားခဲ့တာပဲဖြစ်ပါရဲ့။သူရင်ဆိုင်ခဲ့သမျှဝမ်ချမ်ပီယံရှစ်မှာနော်ဖိုက်တာရီတန်းမှာဆိုလင်ဦးကမောက်ကိုအမြင့်ဆုံးပါရဲ့ဗျာ။ဒလောဇေဗန်တန်ဝိတ်တန်မှာတော့နာဘီကိုရှင်မဲ့သူတယောက်မှမရှိတော့တာဖြစ်ပြီးတော့နာဘီကိုနောက်နှစ်ပေါင်းများစွာဖြူမဲ့သူကတိတ်ကိုရှာပါပါလိမ့်မယ် အခုလောလောဆယ်မှာနာပြီးနဲ့ပွဲသေးပြီလို့ရတဲ့သူက ရောထံပဲရှိနေတာလေးဖြစ်ပါရဲ့ဗျာ